ခဏခုရောက်နေတာမြမတက်ကြတဲ့29ခုနဲ့ပါ AD နဲ့ကတော့18လောက်ပေါ့ဒီကနေပဲပကံတီရဲ့ဇလန်ဆပါပြီဇာကြီး29ရွာကိုစုပြီးတော့ဘယင်တပားပေါ်လာပါတယ်ဒီဘယင်ရဲ့နာမည်ကသမုဒ္ဒရမဲမှာဒီရွာ29ရွာကအေးချမ်းနေတာတော့မဟုတ်ပါဘူးဇွာတွေကိုဒုက္ခပေးနေတဲ့အကောင်ကြီး၄កောင်ရှိပါတယ်ဒီ၄កောင်ကငှက်ကြီးဝက်ကြီးကြားကြီးနဲ့ရှူးပြိုင်တို့ပါတကယ်ရှိခဲ့လားတော့ကျွန်တော်လည်းမသိပါဘူးဒီလိုနဲ့ တနေ့ကျတော့လူတယောက်ပေါ်လာအခုကျွန်တော်အင်္ဂလိပ်ပြောလိုက်လို့ရမြားတက်လာလဲပါပါဒီများမှာရတနာတွေလဲဖီထားပါသေးတယ်သူ့နာမည်ကိုကိုကျော်ကြီးလို့ခဏမှတ်ထားလိုက်ပါကိုကျော်ကြီးကပေါ်လာတယ်ဆိုပကံကိုတန်းသွားပြီးတော့ကြာကြီးရှူးကြံကြီးနဲ့ဝက်ကြီးတို့ညားနဲ့ပြက်တက်လိုက်ပါပြီးတော့ငှက်ကြီးကိုလည်းတတ်ဖို့ဆက်သွားပါတယ်သွားရင်းနဲ့လမ်းမှာ short လေး9ရောင်းနဲ့တွေ့ပါတယ် သူတို့ခုနှစ်ယောက်ကငှက်စာကျွေးဖို့လာတာပါဒီအချိန်မှာပဲငှက်ကြီးရောက်လာပါလေရောက်တယ်ဆိုဒီငှက်ကိုကိုကျော်ကြီးကနှားနဲ့ထပ်ပြစ်တတ်ပြီပါပြီးတော့ငှက်တောင်ကိုချုပ်ပြီးရှော်တီလေးခုနှစ်ယောက်ကိုရွက်ပြီးပြန်ခိုင်းလိုက်ပါတယ်အလားတုံးကငှက်စာရွက်ရတာတောင်ဒီလောက်လေးမယ်မထင်ပါဘူးဒီအကြောင်းကိုရွာ16ရွာရဲ့မင်းကြီးကြတော့ချက်ချင်းကိုကျော်ကြီးရှိတဲ့နေရာကိုလိုက်သွားပါတယ်ဒီတော့မှကိုကျော်ကြီးကတကောင်းကြီးရဲ့မင်းသားမှန်တိသွားပါတယ်မင်းကြီးကလည်းတမီတီရိသန္တာဒေဝီနဲ့ပေးသားလိုက်ပါတယ်ဒါနဲ့ ကိုကျော်ကြီးရဲ့နာမည်က40ပါမင်းသမီးနဲ့40နဲ့ညားတော့ပါတကယ်မလဲဘယင်ဖြစ်မှာပါဒါဆိုရင်တော့မှားပါတယ်ဘာလို့လဲဆိုတော့သက်ကြည့်ပါဒီလိုနဲ့သမုတ်တရရဲ့မင်းကြီးကအသက်89နှစ်နဲ့ရွာဆန်းသွားပါတယ်ပြီးတော့သောတိကဘယင်မတကယ်ပဲရတ္တိကလူဝေလဲပြီးဘယင်ဖြစ်လာပါတယ်ဒီရတ္တိကသောတိငငယ်ငယ်ကပညာသင်ပေးခဲ့တာကြောင့်ဆရာကိုကျေးဇူးဆက်တဲ့အနေနဲ့မင်းရောက်ခဲ့တာချန်ကြီးရောကြီးချန်ကြီးရောကြီးအိုးအိုးကိုသောတိရဲ့ကျေးဇူးတည်တတ်မှုအတွက လက်ကိုချောက်ကိုအမှတ်ပါရတိရနေလူကိုလဲပြီးဘရင်ဖြစ်လာအောင်ရတိကြောင်မင်းဆိုတဲ့ပွဲကိုရခဲ့ပါတယ်အသက်84ရောက်မှဘရင်ဖြစ်တာတော့မင်းတီတိန်ကို15နှစ်လောက်ခံစားပြီးတော့တရားချောင်းထဲမှာနှံ့ရဆန်းသွားတာပါဆရာရတိရကောခေါ်သွားမှ Forty ဘရင်စလုပ်ပါတယ်ဘရင်ဖြစ်လာတော့ယူယူ Forty တော့မဟုတ်တော့ပါဘူး Two Forty မင်းဖြစ်သွားပါပြီ Forty မှာမိဖုရားနှစ်ပါးရှိပါတယ်တယောက်ကတိတိဇန္နာတည့်ပြီးနောက်တယောက်ကငကားမင်းသမီးကရဏကရကိုဟာကိုဖတ်ပါ ဒါမှလွယ်အောင်တော့ရတာပါနာမည်အပြည့်တော့ကနာမည်နှစ်ခုလုံးရဲ့နောက်မှာဒေဝီတွေထည့်လိုက်ပါဒါရင်မဲလားဆိုတော့လည်းမဟုတ်သေးတယ်ပါဘောတခြားကိုလို့တော့16000လောက်ရှိပါသေးတယ်တူသောဒီမင်းနဲ့တွေ့ရင်အစွန်းတော့1000လောက်စွန့်ဖို့ပြောမှကျွန်တော်တယောက်တည်းလို့တော့မထင်ပါဘူးငကားမင်းသမီးနဲ့သားတယောက်မွေးခဲ့ပြီးတော့နာမည်ကိုထီးမင်းရင်လို့ပေးခဲ့ပါတယ်ပကံမှာဖရားတွေလည်းတော်တော်များများတဲခဲ့ပါသေးတယ်ဒီထဲမှာနာမည်အကြီးဆုံးကငှက်ပြက်တောင်ဖရားပါဘာလို့နာမည်ကြီးတယ်ပြောလဲဆိုတော့မေပိုင်းလည်းမဆောင် ။သပင်ကောက်ရင်လည်းမစားဘူး။ကင်းလုံးကြီးရင်လည်းမစားဘူး။ပိတ်ရင်လည်းမစားဘူး။ဝိုင်းရင်လည်းမစားဘူး။ဒီလောက်ဆိုတန်းတိမယ်ထင်ပါတယ်။တောင်ဆိုပေမဲ့တကယ်ကပေ20လောက်ပဲနင်းတဲ့ကုန်းနေပေါ်မှာတဲထားတာပါ။ဒီဖရားအရင်ဘူးဖရားလည်းရှိပါသေးတယ်။ဘူးဖရားကကြတော့ပကံမှာဘူးပင်နေအနယ်တွေနားလာလို့တူသောဒီကနှိမ်နေဘူးဖရားကိုတဲခဲ့တာပါ။ဒါဆိုတူသောဒီကဘူးပင်ရှင်းခဲ့တာပါ။ထားပါ။ အသက်130တိနေသွားပြီးတော့ကောင်းမှုကုသိုလ်တွေလည်းပုဂံအပြည့်မှာလုပ်ခဲ့တယ်လို့ဒီပုဂံကြီးတိုးတက်သေးခဲ့တဲ့မင်းဆိုရင်လည်းမမားပါဘူးတကယ်တော့ပါတယ်ပြူသောတိနတ်ရဆန်သွားတော့တက်ကတဲ့164မှာထီမင်းရင်ကဘရင်ဖြစ်လာပါတယ်ဒီကြားတယ်ဘာတွေဆက်ဖြစ်လဲဆိုတော့ဘာမှမတက်ပါဘူးတရားနှစ်နှစ်လောက်ပုဂံကလက်ရှိမြန်မာနိုင်ငံလောက်တော့စိတ်လှရှားတဲ့အောင်ရှိခဲ့ပါဘူးဒါကမီးလာရင်ရေးလို့မအော်ရတာကနေအစဝီပီရင်ကြောရတာအဆုံးမရှိသေးလို့လည်းပါပါပါဝီပီရင်ဆိုမှတနေ့တနေ့ free ဝီပီရင်နေတုံးရတာလေ ပြူသောဒီကိုလောက်တော့16000လောက်ထားပြီးထင်းမရင်တယောက်ကြားတယ်လို့ပါပဲဒီလိုမဖြစ်ချင်ပရီမီယံဘွေပီယံတွေကိုတစ်လ1000လောက်ပေးပြီးသားဝယ်သုံးလိုက်ပါဘွေပီယံနေမဲလားဆိုတော့ကက်ကက်နဲ့ Spotify တို့လိုတခြားပရီမီယံတွေလည်းရပါသေးတယ် website နဲ့ Telegram နှစ်ခုလုံးမှာတွားကြည့်လို့ရပါတယ်ဒီသွားချင်မှာလင်းထည့်ပေးထားလို့ကြည့်ပြအောင်တွားကြည့်လိုက်ပါကြီးကမပေးရပါဘူးထိတ်ချပါပြင်းတရာကောင်းတဲ့တရနှစ်နှစ်လောက်ကြော်ပြီးရင်တော့ဒုတိယပကံစပါပြီအဘဲမောင်တင်းတယ်တို့နတ်မောင်နေမှာနှစ်ယောက်ကလည်းဒီမှာစပါတယ်တိတ်လေကြောင်မင်းလက်ထပ်မှာပါ ဒီသလန်းကအရာဝတီမြေထဲမှာသကားပင်ညောလာနေစပါတယ်ဒီသကားပင်ကရိုးရိုးအပင်တော့မဟုတ်ပါဘူးတကောင်းပင်က မောင်တင့်တယ်ကိုမိတင်ရှိုးခဲ့တဲ့အပင်မှာမောင်တင့်တယ်ကခွန်အားကြီးလို့နဲ့ဘယင်ကကြောက်ပြီးတက်ဖို့လုပ်ပါတယ်ဒီတော့သူလည်းပြေးတာပေါ့ဘယင်ကဒါကိုတစ်ချက်ခုနှစ်ချက်ပြကြံသုံးလိုက်ပါတယ်မောင်တင့်တယ်ရဲ့ညမကိုမိဖုရားညောက်ပြီးအကူကိုပြန်ခေါ်ခိုင်းပါတယ်ညမကိုယုံပြီးတော့ရောက်လာတဲ့အကူကိုဒီအပင်မှာကြိုးချီပြီးမိရှိုးလိုက်တာပါ ညမကလည်းဒါကိုသိတော့သူလည်းမီးပုံထဲဝင်ပြီးသိသွားပါလေမောင်တင့်တဲ့မောင်နှမဒစ် nothing wrong မှာပြီးတော့ဒီအပင်ကိုလည်းအေယာဝတီနေထဲမှာညှောလိုက်ပါလေညှောလာရင်ကနေပကံကိုရောက်လာတော့သေးလဲကြောင်မင်းကပုတ်ပါးမှာနေခိုင်းလိုက်ပါလေတကယ်လို့ဒီမောင်နှမသာပကံမှာလူတိခဲ့ရင်သေကြမယ်မထင်ပါဘူးကျွန်တော်တို့ဒီလိုပြောရွှင်သရမီးယာမာနာမလေးပြရတာတိတ်ကိုကန်ကောင်းပါအေးတေးလေကြောင်မင်းကအသက်66ရောက်မှနတ်ရွာဆန်သွားပြီးတော့တက်ကြွ309ကိုရောက်လာပါပြီနောက်မှာထပ်ပြင်မဲ့အကြောင်းလေးကိုတော့အပိုင်းနဲ့နဲ့ဆက်ပါမယ် ကခန်းဒီပြတ်တဲ့အထိအထင်ကရမင်းနေတယောက်မှမလုပ်အောင်ပြောတရားပေးမှာတကယ်လို့လိုက်ရင် subscribe လေးတော့လုပ်ခဲ့ကြပါအောင်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုရောက်မှပြန်တွေ့ကြမယ်